ဖုန်းတွေကားတွေအင်တာနက်ဒီကိမှာဒါရီမပါဘဲနဲ့ဘဝကိုရှင်သန်နေထိုင်ဖို့စိတ်ကူးကြည့်ပူပါသလားဒီပညာရဲ့အရှိန်အဟုန်နဲ့ပြေးလွှားနေတဲ့ဒီကဘာကြီးမှာကိုယ်ပိုင်ယုံကြည်ချက်နဲ့ခေရီစည်းကြောင်းကိုစန့်ကျင်ပြီးတော့ရိုးရှင်းငြိမ်းချမ်းတဲ့ဘဝကိုတည်ဆောက်နေကြတဲ့လူမျိုးစုတစုအမေရိကန်ပြည်ထောင်စုမှာရှိပါတယ်သူတို့ကတော့ Amish လူမျိုးတွေပါပဲသူတို့ကဘာလို့ခေတ်ပေါ်နည်းပညာတွေကိုညင်းပယ်ပြီးတော့ရိုးရှင်းတဲ့ဘဝကိုရွေးချယ်ခဲ့တာလဲသူတို့ရဲ့ထူးခြားတဲ့ရည်ကြည်မှုနဲ့နေထိုင်မှုပုံစံရဲ့နောက်ွယ်ကတမိုင်းကြောင်းကရောဘယ်လိုရှိမလဲဒီနေ့ကျမတို့ တီကျောင်းကိုစိတ်ဝင်စားဖွယ်လေ့လာသွားကြရအောင်ပါ။အာမစ်လူမျိုးတွေရဲ့ဈေးမြင့်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကဥရောပမှာပေါ်ပေါက်ခဲ့တဲ့ဘာသာရေးလှုပ်ရှားမှုကြီးတစ်ခုနဲ့ဆက်စပ်နေပါတယ်။16ရာစု19ရာစုက Reformation ခေတ်ကာလမှာပေါ်ထွန်းခဲ့တဲ့ Anabaptist လို့ခေါ်တဲ့ခရိယာအုပ်စုတွေဟာကလေးတွေကိုနှစ်ချင်းပေးတာကိုငင်းပယ်ပြီးတော့လူကြီးတွေရဲ့ဆန္ဒအရနှစ်ချင်းခံယူတာကိုပဲလက်ခံခဲ့ကြပါတယ်။ဒီလိုအယူဆတွေဟာအဲ့ဒီခေတ်ကအဓိကခရိယာ Church တွေရဲ့တုန်သင်ချက်တွေနဲ့ကွဲလွဲခဲ့လို့ Anabaptist တွေ ဟာပြင်းထန်တဲ့ပြည်နေမှုတွေနှိမ့်ဆက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။၁၉နှစ်ရာစုနောက်ပိုင်းမှာဆွစ်ဇာလန်မှာဂျီကော့အာမန်ဆိုတဲ့ခေါင်းဆောင်တဦးပေါ်ပေါက်လာပါတယ်။သူကတမာကျန်းစာလာတွင်တင်ချက်တွေကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်လိုက်လာဖို့လော်ကီစည်းစိမ်တွေကိုရှောင်ကျဉ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဂျီကော့အာမန်ရဲ့နောက်လိုက်တွေဟာအာမစ်လို့လူသိများလာပြီးတော့ပို့ပြီးပြော့ပြောင်းတဲ့မန်ဒိုနိုက်စ်လိုမျိုးတခြားအနာဘက်တစ်အုပ်စုတွေနဲ့လမ်းခွဲခဲ့ကြပါတယ်။သူတို့ဟာပရောဖက်ခင်ပေါ်ကိုယုံကြည်ချက်ယုံရှိတဲ့ဘဝနဲ့ခွဲထွက်နေထိုင်မှုကိုပဲ အဓိကထားခဲ့ကြပါတယ်။ဥရောပမှာဘာသာရေးအရပြည်နှိမ်မှုတွေဆက်ရှိနေတော့အာမစ်တွေဟာပုံပြီးတော့လွတ်လပ်လုံခြုံတဲ့နေရာကိုရှာဖွေခဲ့ကြပါတယ်။၁၈ရာစုစောပိုင်းမှာမြောက်အမေရိကကိုစတင်ပြောင်းရွှေ့လာခဲ့ကြပါတယ်။အထူးသဖြင့်ပန်ဆယ်ဗေးနီးယားပြည်နယ်ကတည်ထောင်သူဝီလျံပန်ရဲ့ဘာသာရေးလွတ်လပ်ခွင့်မူဝါဒကြောင့်အနာဘက်တစ်တွေအတွက်အကောင်းဆုံးခုလုံရာဖြစ်ခဲ့ပါတယ်။ပန်ဆယ်ဗေးနီးယားရဲ့မြေဩဇာကောင်းမွန်မှုကလည်းစိုက်ပျိုးရေးကိုအခြေခံတဲ့အာမစ်တွေရဲ့ဘဝနဲ့ကိုင်ညီခဲ့ပါတယ်။အဲဒီကနေတစင်းမှာအိုဟိုင်းယိုးနဲ့ န္ဒိယားနာပြည်နယ်တွေအထိကိုအာမစ်အတိုင်းဝိုင်းတွေတပြေးပြေးနဲ့ပြန့်နှံ့သွားခဲ့ပါတယ်။အမေရိကန်ကိုရောက်ပြီးနောက်မှာတော့အာမစ်တွေဟာခေတ်သစ်လူအဖွဲ့အစည်းနဲ့ထိတွေ့မှုကိုတတ်နိုင်သမျှကန့်သတ်ခဲ့ကြပါတယ်။သူတို့ရဲ့ထူးခြားတဲ့ယဉ်ကျေးမှုကိုထိန်းသိမ်းဖို့အတွက်ပြက်စစ်မီမော်တော်ကား၊ရုပ်မြင်သံကြား၊အင်တာနက်လိုမျိုးခေတ်ပေါ်နည်းပညာတွေကိုအများစုကရှောင်ကျဉ်ကြပါတယ်။ ခยีသွားလာဖို့အတွက်မြင်းလဲကိုပဲသုံးပြီးတော့အိမ်မြေမှာဆိုရင်ရိုးရှင်းတဲ့မီးအနှစ်အောင်နဲ့အပူပေးစနစ်ကိုပဲသုံးကြပါတယ်။အဝတ်စားတွေကလည်းရိုးရှင်းတဲ့ဒီဇိုင်းအယောင်တွေကိုပဲဝတ်ပြီးတော့အမျိုးသားတွေကတော့မုတ်ဆိတ်မွေးထားကအမျိုးသမီးတွေကဇပင်ကိုဖုံးအုပ်တဲ့အုပ်ထုပ်တွေဆောင်ကြပါတယ်။အာမစ်တွေရဲ့ဘဝကိုထိန်းချုပ်ထားတဲ့အဓိကအရာကတော့အော့ဒနောင်လို့ခေါ်တဲ့နှုတ်မိတ်စည်းမျဉ်းတွေပါ။ဒါတွေကသူတို့ရဲ့နေစဉ်ဘဝအတိုင်းအဝိုင်းတွင်ဆက်ဆံရေးဝတ်စားစင်ရေးမှုဒီပညာအသုံးပြုမှုအထိကိုအသေးစိတ်ထိန်းချုပ်ထားပါတယ်။ဒီစည်းမျဉ်းတွေဟာအ တိုင်းဝိုင်းလိုက်ကွဲပြားနိုင်ပြီးတော့အာမစ်အုပ်စုတစ်ခုနဲ့တစ်ခုမတူညီတာတွေလည်းရှိနိုင်ပါတယ်။ပညာရေးကလည်းအာမစ်ရှင်ကျေးမှုမှာထူးခြားပါတယ်။သူတို့မှာကိုပိုင်ကျောင်းတွေရှိပြီးတော့အတ္တမရန်အထိပဲသင်ကြားလေးရှိပါတယ်။အခြေခံစာပေသင်ကြားနဲ့ဘာသာရေးကိုအဓိကထားပြီးတော့စိုက်ပျိုးရေးနဲ့အင်တွေးမှုလိုမျိုးလက်တွေ့ဘဝအတွက်လိုအပ်တာတွေကိုသင်ပေးပါတယ်။အစစ်ပြပညာရေးကိုတော့လောကီနဲ့ပိုနီးစပ်တယ်လို့ယူဆပြီးတော့အာမပေးစားပါဘူး။အာမစ်တိုင်းဝိုင်းရဲ့အသက်သွေးကြောကတော့ Gladden High လို့ခေါ်တဲ့ကိုကျိုးစုမှုနဲ့ပရောဖက်ရဲ့အလိုတော်ကိုလိုက်နာ ာမှုပါပဲဒီအယူဆကတကူကောင်းဆန္ဒကိုရှောင်ပြီးတော့ရဲရွာအပေါ်ကိုအာယုံစိုက်စေပါတယ်အတန်းဝဲအတွင်းမှာကုညီရိုင်းပင်းမှုကလည်းအားအကောင်းဆုံးပါပဲအိမ်ဆောက်တာစိုက်ပျိုးရေးလုပ်ငန်းတွေမှာဆိုရင်အတူတူဝိုင်းဝန်းကူညီလုပ်ကင်ကြပါတယ်တမိုင်းတစ်လျှောက်မှာအာမစ်တွေဟာပြည်ပကဘာရဲ့ဖိအားတွေနဲ့စိန်ခေါ်မှုတွေကိုအများကြီးရင်ဆိုင်ခဲ့ရပါတယ်စစ်ပွဲတွေမှာစစ်မှုထမ်းဖို့ညှင်းဆန်းတာခေတ်သစ်ပညာရေးစနစ်နဲ့ကွဲပြားတာညီစည်းတွေကြီးလာလို့စိုက်ပျိုးရေးလုပ်ငန်းခက်ခဲလာတာစသဖြင့်ပေါ့နော်ဒါပေမဲ့သူတို့ကတော့သူတို့ရဲ့ယုံကြည်ချက် က်နဲ့ဒလိထုံတန်းတွေကိုခိုင်မာစွာပဲထိမ့်သိမ်းဆောက်ရှောက်နိုင်ခဲ့ကြပါတယ်။လက်ရှိမှာတော့အမေရိကန်နဲ့ကနေဒါမှာအာမစ်လူမျိုး၃သိန်းကျော်လောက်နေထိုင်ပြီးတော့အဓိကအားဖြင့်တော့ပန်ဆယ်ဗေးနီးယား၊အိုအိုင်ယိုနဲ့အင်ဒီယားနားမှာအများဆုံးပါ။သူတို့ရဲ့ရူရှင်နယ်ဘဝခိုင်မာတဲ့ယုံကြည်မှုနဲ့ခစ်သည့်နဲ့ကွဲပြားတဲ့နေထိုင်မှုပုံစံတွေဟာပြင်ပကဘာအတွက်ကိုတော့စိတ်ဝင်စားစရာ၊လေးစားစရာဖြစ်နေဆဲပါပဲ။အတိတ်သမိုင်းကြောင်းကိုဆက်ခံပြီးကိုယ်ယဉ်ကျေးမှုကိုထိမ့်သိမ်းရင်းနဲ့အာမစ်လူမျိုးတွေဟာခေတ်ရည်စည်းကြောင်းကိုစန့်ကျင်ပြီးသူတို့ရဲ့ကိုယ်ပိုင်နီလန်အတိုင်းငိမ့်ချဲစွာနဲ့ဆက်လ လက်လျှောက်လန်းနေကြပါတယ်။သူတို့ကိုခင်နောက်ပြန်သွားနေတယ်လို့ပြောနိုင်မလား။ဒါမှမဟုတ်ခစ်တဲ့ရဲ့အလွန်ကျုံနေတဲ့ကနေပြီးတော့လွတ်မြောက်ပြီးတမိုးရှိတဲ့အရာတွေကိုထိမ့်သိမ်းနေသူတွေလား။ဒါကတော့ကြီးစုသူပြည်သက်တွေကပဲဆုံးဖြတ်ပေးကြပါလို့ပြောချင်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအထက်မှသိရှိဖို့အတွက်ကျမတို့ရဲ့ channel ကို subscribe လုပ်ဖို့အတွက်မမေ့ပါနဲ့နော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။